ဘူ channel ကိုအပင်းနောက်ဆင်ကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီ channel ကနေ MBA စံပြဆက်လက်နေနဲ့ပြတော်တော်စံပြဆက်လက်နေကိုအားလုံးပြည့်ပြည့်စုံပြီးနေပါလိမ့်ဖြစ်ပါရဲ့ရှင်။ဒီနေ့မှာတော့ဆရာသားဒီရတာထားရဲ့ဥတ္တရဆွေဆက်လက်နေကိုအစဆုံးပြည့်စုံပြီးတော့မှာဖြစ်ပါရဲ့ရှင်။ပရိသတ်များရှင်ဆက်လက်နေကိုစတင်ခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လေးထိပ်ထားပေးဖို့တောင်းဆိုချင်ပါရဲ့ရှင်။ ခုံကြီးချောင်းနှစ်ချောင်းရှိတယ်ဗျ။နှစ်ချောင်းလုံးကကျွာရှိပိုင်းမှာကြီးရှိတာ။ဒါကြောင့်လေကျောက်ဆရာတော်ကြီးကောင်းကပုတ်ပါရုံလို့နာမည်တက်တာပေါ့။နောက်ကောင်ကတော့ရွာဦးကျောင်းမြ။ရွာဝင်းဝင်းရင်တွေ့ကျောင်းနေရ။ခြေတောင်ကုန်းဖျားလေးရှိတယ်။ကျုပ်တို့ရွာဖျားဘဲမှာနှစ်စစ်ကျက်ပါရဲ့ဖျားဝဲလေးရ။ခုံကြီးချောင်းလေးဆိုရင်တော့နည်းနည်းလေးနမ်းသေးတယ်။ကောင်းလေးပါတဲ့ခါတော့ရွှေတောင်ကုန်းဖျားလို့လဲလဲတက်တယ်ကြရပေါ့။ တခါတလေဖျားပေါ်တရားတိတ်ကိုလွမ်းတော့ဗျ။နိုင်ရင်လည်းတုတ်နေတူတူထိုင်နေတဲ့နေရာလေးကိုတွေ့ရင်နိုင်ရင်ကိုလွမ်းနေတာပေါ့ဗျ။တကယ်တော့ရွာဦးကျောင်းကဝိတုဒ္ဓရုပ်ဆိုရင်နာမည်လေးရှိတယ်။ဒါပေမဲ့ဘသူမှဝိတုဒ္ဓရုပ်ကျောင်းမခေါ်ပါဘူး။ရွာဦးကျောင်းလို့ပဲခေါ်တာ။ဆောင်းဝင်းကြီးကလည်းအချိန်ဝင်းထဲမှာတက်တင်ကြီးတွေလည်းအများကြီးဗျ။ကလေးကိုအေးမြပြီးတိတ်ဆိတ်နေရမှာဗျာ။ကျောင်းကျောင်းဆရာတော်ရဲ့ဖွဲ့ကဥတုစိတ်တိုင်း တင်လိုက်လို့တော့ဥပစင်းလေးတွေပြင်ကြလာရေးချိန်ဆိုရင်တော့ကျောင်းနဲ့ကြာစီကားနေပြန်။ဒီနေ့အချိန်ကတော့တိတ်ဆိတ်နေတာ။ကျောင်းမှာအမြဲတမ်းတရေတုံနေတန်းကတော့ငါးဖက်လောက်ပဲရှိတာ။ချူချားတာကျောင်းဦးကျောင်းမှာဟိုးတော်ကြီးတယောက်ရှိတာပဲဗျ။တရားဘလို့ရောက်တာလဲဆိုတော့စုံမသိဘူး။ဒီတော့နေဘလို့ပတ်တက်မှန်းလဲစုံမသိဘူး။အသက်က60လောက်ရှိပြီ။ဒီတော့ကျောင်းဝင်းကြီးစနေထောင်မှာနေတာဗျ။ ောင်းချောင်းလေးတစ်ချောင်းရှိတောက်ချောင်းကပြန်လည်တော်မူတော်ဤပထမဆရာတော်ဖျားကြီးရှိုံကတပါးလေးလာပြီးတော့တရင်တုံးနေကြောင်းမြအခုတော့အဲ့ဒီကြောင်းမှာဥတော်နေရပေါ့ဥတော်ကဤပြင်ကအဲ့ဒီရဲ့ပြင်ကိုတော်တော်ကိုလိလာလိုက်စားရဗျတုံးနေလေတော်တော်ကိုခင်နေရွှေတောင်ကိုဖျားဝဲကာလာဆိုရင်တုံးတော်ကရွာဦးကြောင်းမှာစရိတ်ချပြီးဖျားဝဲကိစ္စတွေလောက်ကြရင်အဲ့ဒီရဲ့တွေမှာ ချုပ်ကအိုင်းရင်အားလို့ဘုသူတော်ကိုဆဲပြီးနေကြဘုသူတော်ရဲ့ဖားပုံကြီးကတောက်တဲ့ကြီးပြဖားကြီးရဲ့လေးဖောင်းသားကြီးဆိုလိုတာတော့တတလီဆဲလိုက်အောင်မင်းဘုသူတော်ကလေကျုပ်ကိုပုတ်ပါရောဆရာတော်တပည့်မန်းတည်ရင်ပြီးတော့ဆရာကြီးရဲ့နောက်ကိုရှောင်နေရာဘာဆက်ကြီးကောင်းလေတည်ရပေါ့ဘုသူတော်ကကျုပ်ကိုခင်ပါရင်ကျုပ်ကိုဆရာတော်ဆွနေမုံလေကျွားရဲ့လူရဲ့မုံကြီးရှိရင်ချကြွေးတာဆရာကြီးရဲ့ ရကြုံရတာကိုပြောပြရင်သူ့ကလည်းကိုသဘောကျတာဗျ။တင်းရတော့ရွာဦးကျောင်းကကျောင်းသားလေးတယောက်ကျုပ်စီကိုရောက်လာရင်ကိုဤတာတီဥသူတော်လည်းလိုလိုက်လာတာဗျ။ကိုဤတာတီအရင်ခဏလာခဲ့ပါဟဲ့။ဩအေးအေးကိုဤတာတီဒီထင်းလေးတွေခလေးနဲ့တွန်းပြီးလိုက်လာခဲ့မယ်သိလား။ဟုတ်ကဲ့။ရွာဦးကျောင်းကကျောင်းသားလေးပြန်လာတော့နေလဲထားရဲ့ထင်းကျောင်းလေးကိုတွေ့ပြီးတော့ထင်းရုံလေးကိုပို့ပေးတယ်။ တဲပေးရတာပေါ့။ကျင်းတွေအလုံးတဲပြီးတော့မှသူကကြွားဦးကျောင်းဘက်ကိုထွက်လာတာ။ကျောင်းဝင်းထဲကိုရောက်တော့ဆရာတော်သတင်းတုံးနေတဲ့တိုက်ကျောင်းကြီးဘက်ကိုမသွားရင်းသမီးကဥသူတော်နေတဲ့ကျောင်းကိုလာခဲ့တယ်။ဟာမောင်တာတီနားကွာဥသူတော်မင်းဟာကိုစောင့်နေတာ။သူကကျောင်းဝင်းထဲဝင်ပြီးတန်းရည်မှာထိုင်နေ။ဥသူတော်ဒီနေ့မထိုးလား။ငါတလည်းကလမ်းဆုံးသွားပြီကွာ။လမ်းဆုံးနေဆိုတာကိစ္စပြီးသွားတော့ပြောတာမဟုတ်ဘူး။ ာဆက်လုပ်ရမှာမသိတော့တာကိုပြောတာနင်းဆုံးတော့ဇာလုံးကထူးခြားပြီလားဟာမထူးလို့စိတ်ညစ်နေတာကွာဟဲ့ဒါဆိုရင်ဥသူရောဘာဆက်လုပ်မှာတော့ဒီအဲ့ဒါကြောင့်မင်းကိုခေါ်ခိုင်းလိုက်တာပေါ့မောင်သားကြီးကဗျာကျုပ်ကဓာတ်လုံးကြောင်းနေမှာနားမလည်တာဟာမဟုတ်ပါဘူးကွာဒီဓာတ်လုံးမျိုးဘာဆက်လုပ်ရမလဲဆိုတာသိဖို့သာဥတုံလို့ရေးကွာဒါဆိုပြောလေဥကရောလူကြောင့်ရှာပြီးတော့မန္တလေးကိုကျွတ်မှာပြီးမယ် ဘူးမဟုတ်ဘူး။ဦးသူတော်ပြောတာကအဲ့ဒီလိုဝယ်ပြီးတော့ဖတ်ရရင်စာအုပ်မဟုတ်ဘူး။ဟင်။ဒါဆိုဘလို့စာအုပ်တုံးမြ။ဒါကိစ္စပြီးသွားတဲ့ဝိဇာတယောက်ရဲ့မှတ်တမ်းကိုတိုက်ခဲမှတိတ်ခါရင်။တန်လဲဆောက်ခဲ့တဲ့တန်ဝိဇာတယောက်ရဲ့မှတ်တမ်းပေါ့ကွာ။ဦးသူတော်ရဲ့ကြံလုံးကကြားလားမဟုတ်ဘူးလား။မဟုတ်ဘူးကွာတန်လုံး။ဦးသူတော်ကကြားလည်းမဟုတ်ဘူးတန်လဲ။ရာတလန်တန်တလန်ပေါ့ကွာပြောပါဦးဥသူရောရဲ့ အဲ့ဒီဝိဇ္ဇာရဲ့မှတ်တမ်းကိုဦးသူကဘယ်လိုလုပ်ချင်လို့လဲဦးသူကအဲ့လေမတူရဘူးအဲ့လေမခေါ်ရဘူးဒီတော့မြစ်တာရဲ့ခံပြီးတော့အဲ့ဒီမှတ်တမ်းဆောင်ကိုဖားရမှာပေါ့ကွာဟောတိုင်နေရှင်အောင်ပေးပါမလားဦးသူတို့ဟဲ့တိုင်နေရှင်လေးကတိုင်ချေရပြည့်စည်ဆိုရင်နည်းနည်းမှထိခိုက်မှာမဟုတ်ဘူးနော်ဦးသူတို့မောင်တာဒီလို့ရဟုတ်ပါလေဒါပေမဲ့ဦးသူတို့ကလေးကြားနိုင်တဲ့အကြောင်းအရာလေးရှိပါလေကွယ် ော့ဤမဲတိုင်မှာသွားခါပါတော့ဆရာမနိုင်တိုင်မှာကွာဒီဟာဆရာမနိုင်တိုင်ဟုတ်လားဦးသူရောဟုတ်တယ်မောင်သားကြီးမောင်မှာဘာလို့လန့်သွားတာရောဆရာမနိုင်တိုင်ကိုမောင်သားကြီးရောက်ခွေးလို့လားရောက်ခွေးတော့ဦးသူရောဤရောက်ခွေးတော့မှတစ်ခါမဟုတ်ဘူးတစ်ခါတော့ဆရာမတစ်ခါရောက်တော့မှအသက်လူကြီးပြင်းရတယ်ကျောင်းနဲ့သွားရင်ဆရာအဲ့ဒီမှာတည်ခဲ့တယ်လေ နောက်တစ်ခါကျတော့အောက်ပါရင်ဥပ္ပရောလိုပဲမော်ဝင်တာခဏငါးရပါသာဆိုရင်မောင်နာဒီအဲ့ဒီတိုက်ကြီးရဲ့နေရာကိုသိတယ်ပေါ့ဟုတ်လားသိပါရဲ့ဥပ္ပရောဒါပေမဲ့အန်ရဲ့တော်တော်များတာဗျရပါရဲ့မောင်တာဒီကျုပ်ကတိုက်သေးကိုဝယ်မှာမဟုတ်ဘူးကွအဲ့ဒီနေရာကိုမောင်တာဒီကျုပ်ကိုလိုက်ဖို့နိုင်လားအာဥပ္ပရောသွားပြန်တော့ကျုပ်လိုက်ဖို့ပါမင်းဟမ်ဒါဆိုရင်ဟန်ကြပြီပေါ့မောင်တာဒီကဒါဆိုရင်ဥတ္တရကဘယ်တော့သွားမှာလဲ ခုလာမယ်လာွယ်လေးအရောက်သွားလို့အလုံးလို့ရမှာကွယ်ကောင်းပြီဒီကတော့ဆင်းနေနေတာပေါ့လာွယ်လေးမနဲ့စောစောကြောက်လာခေါ်မိကောင်းပြီမောင်သားဒီကြောက်တဲ့မောင်သားအေးရနေနေလိုက်ပို့ပါပါဘယ်မောင်သားအေးတော့နောက်ပိုင်းမှာနေကိုကြီးတန်းရင်လားအေးဟုတ်တယ်ဟုတ်တယ်ကောင်းတာပေါ့ဥတုရောရဲ့ဆိုရင်ကျုပ်လာခွေနဲ့မနဲ့စောစောလာခဲ့ပြီ။ဒီတိတ်မို့လို့လေဆရာမနိုင်ကိုရောက်သွားရင်ကောင်းတာပေါ့ဥတုရောရဲ့။လာခွေနဲ့ကိုရောက်တော့ ဲ့စောစောကျုပ်အိဟာထပြီးရွာဦးတောင်းတော်လာရဲ့တော်တော်ကိုရိယာကောင်းတဲ့ဥသူတော်ပါဗျာဇာဝင်ပေါက်မှာလဲပေါ်ထိုင်ပြီးတုပ်ကိုစောင့်နေတော်ဒီလိုက်ငါလည်းလည်းမင်းကိုလိုက်ဖို့မင်းကိုရိတိုင်ကပြုံးချင်ချင်နဲ့တုပ်ကိုနှုတ်ဆက်တယ်ကျုပ်လည်းလဲပေါ်တပေးရနေတဲမောင်းတော့တာဗျာဇာမနိုင်တော့ကျုပ်တို့လဲရောက်တော့စောစားနေတော့မရပေးဘူးကိုရိတိုင်ရဲ့ဘာတွေကဆရာမနိုင်ပါရှိအောင်ဆိုတော့အဆင်ပြေတာပေါ့ လုံးနေသုံးရလောက်တည်းကကိုရီးတန်ရစုတ်ထုတ်လာမိအကြောင်းလူကြုံတွေပါထားလို့အာလုံးချက်ပြုတ်ထားကြရဲ့ဗျဒီလိုတော့စောကပ်ပြီးစုတ်ထုတ်လေးစားကြရပေါ့ခင်ကတော့ချက်တာရင်းဗျဒါပေမဲ့နွားချင်းတောက်ပါရင်မမခေါ်ပေးရင်နေပုံရည်ကြီးတော့စားကောက်ရဲ့ဗျာဒီနေ့ကဥတုတော်တွေလူအပ်တဲ့ကောင်ဝင်ပြင်ထားပေးတယ်ကျန်တာတွေတော့ဥတုတော်မှာပါလာပါရင်ညာကိုယ်တိုင်ထူတော့ဥတုတော်ကိုခေါ်ရင် ဖို့ကဂျာပြင်ဘက်ကိုထွက်လာတယ်။ဆေးရပနိုင်တိုက်ရှိတိုက်ကုန်းကြီးကိုရောက်တော့သူကလူသူတော်တည်တည်ချာချာပြရီလူသူတော်ဒီနေရာမှာတိုက်ကြီးပေါ်လာတာတိုက်တကားကဟောရီနေရာတက်တယ်လေဗျ။ရမမောင်သာလေးလာတော့သူစီဝိုင်းဝိုင်းတော့မေးသူကမန်တန်ရွက်ပြီးစီဝိုင်းဝိုင်းနေသူတို့ပြရတဲ့နေရာမှာကျောက်ကကတော့ပဲထားလိုက်တယ်အိမ်သားဖြူစီဝိုင်းဖြစ်ခင်းထားတယ်မောင်သာလေး ဘာကိစ္စကြောင့်မှပြီးပြင်ကိုမထွက်လေနဲ့ဒီတော့တာနဲ့အသက်ကိုဖက်နဲ့ထုတ်ပြီးပြေးရမှာနော်မောင်ဟာအစ်ကိုကြောင့်အားရှိတဲ့လူဟာကဲသူ့တော့အလုပ်စလုပ်တော့မင်းသူ့တော့ကတော့ဘယ်မှာဖျောက်နိုင်ပြီးထွန်လိုက်သေးမဟာကလေးပညာတိုက်ကိုစောင့်နေတိုင်းရင်ရှင်နေဆိုင်ချုပ်ဘူးဘူးကြီးခင်ဗျာကျုပ်စီရင်နေတက်လည်းကိုဆက်ပြီးတော့ပြေးပြေးဖို့ရပညာကိုနေလို့နေပါလေနောက်ဝိဇာကြီးဥပုလို့ရဲ့ လက်မှတ်တမ်းစာအုပ်ကိုကျုပ်ကိုခဏငားပေးပါခင်ဗျာမှတ်တမ်းများကိုကူးယူခြင်းမပြုပါလို့ကြိပေးပါတယ်ကျုပ်ဖတ်ရှုမှတ်သားလို့ပြင်ပြန်ပေးပါမယ်ဆိုတော့အသက်နဲ့ကြိပြုပါရယ်ဗျာဒီတော့ဒီစကားကိုတုံးကြီးတုံးကပြောတာဗျာဒီကနေစိတ်ကလေးကိုချုပ်ပြီးစိတ်ကြော်ရယ်ခဏကြာတော့ဘုန်းဆိုပြီးအတိုင်ကနေနေတိုင်းမဟုတ်ဘူးဗျာတို့တို့ရှိ9000လောက်ကပြေးတာဘာမှတော့မမြင်ဘူး သူကမန်တန်တပုတ်ကိုရက်ပြီးပရိစိတ်နေဟောအပုတ်နဲ့နိုင်လိုက်တာများကျုပ်ပြန်နှကောင်းပိတ်ထားရင်သူ့သူ့တော်ကတော့လောက်တောင်မဟုတ်ဘူးမန်တန်ရက်ပြီးပရိစိတ်နေတာအပုတ်နဲ့တဖြည်းဖြည်းပြောက်သွားတော့သူကအရှင်ရောနာရောရှောင်ကြည့်ဟောမင်း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 နေသူ့သူ့ဘက်ကိုလာနေရဗျာဒီလေလေးကငေါ်ကညက်ပြီးတော့လာနေကြတာတဖြည်းဖြည်းနဲ့နီးလာပြီပြောလုံးနေရာရဲနေရာပဲတရေတွေဖြစ်မိတဲ့ လုံးစံကိုစုံနေရပဲဗျာ။ရှာရွေးတွဲလောင်းနဲ့ကောင်းနေလေပါရဲ့ဗျာ။ရွေးကြီးတွေကဆင်းနေရွေးကြီးလို့ကကားရွေးလည်းပါရင်။မျိုးလုံးတွေရဲနေပြီးတော့ဒီတောင်ပကန်းလုံးလောက်ရှိတဲ့ကောင်းနေလေပါရင်။အစွေကြီးတွေဘေးကိုထွက်နေတဲ့အကောင်းနေလေပါရင်။အောင်လုံးကားပေါ့ဗျာ။ဒီရဲ့ကြီးတွေကဆယ်ရွေ၁၅ရွေလောက်ရှိပြီ။ကျုပ်တို့ဘက်ကိုတဖြည်းဖြည်းနဲ့တိုးလာရင်ကျုပ်စွေကြီးဆိုတာထောင်ရပါဗျာ။ကျော်ရမလဲစိတ်ငင်နေစိတ်ငင်နေဗျာ။ ကြက်ကြီးတွေလည်းဖြန်းကနေဖြန်းကနေဒါပေမဲ့စုပ်ထွက်ပြင်းစီးပေါက်သွားကြဥပရောထားတဲ့စီဝိုင်းနဲ့တလန်တော့ကွာကိုရောက်တော့အားလုံးတန်သွားကြရဲ့ဗျသူ့ကိုစက်မတိုးကြရဘူးသူ့တို့ကတော့အားလုံးလေလာမန်းတော့တိတော့မပေါ်ဘူးဗျာပြင်းရင်ဆက်ပြီးစိတ်နေတာဟုတ်ပြန်သွားပြီဗျတင်းကြီးပြန်သွားကြပြီဒီတော့မှကျုပ်ရဲ့အသက်ရှူချောင်းပါရဲ့ဟောလာကြတယ်ပြီဗျ အမောင်ထဲကနေတရွိရွိနဲ့နာနေရ။ဘဲရဲ့ကောင်းကြီးမဟုတ်ဘူးဗျာ။အရက်ကထမ်းနဲ့တဝဲလောက်မြင့်ပေးဗျာ။ကောင်းကြီးရာ90ရေပုတ်တောင်းအောင်ရှိ။အယူကြီးတွေထင်းနေဗျာ။နှကောင်နှကောင်။လက်ထဲမှာလေးတင်းမုန်ကြီးခိုင်ထားရင်လက်ထဲကတင်းမုန်ကြီးရာကျုပ်တို့မြောက်ကိုထုဖို့ဖြစ်မှာပေါ့။ဟာ။မင်းလာတော့မှပတ်သက်တဲ့အဆွေကြီးတွေကိုမြင်ရတာဗျာ။အဆွေတွေမှာဖိနေတာပဲ။ ီးပိုင်းနဲ့တလန်အကွာလောက်မှာရှက်လိုက်ကြရင်တကယ်ကတီးမုတ်ကြီးတွေကိုပြောင်းလိုက်ပြီလို့ပြောပြသူ့အမေဖြစ်နေဗျတုံးဆိုလားတကူလုံးတော့တဆက်ဆက်တုံနေတာဗျတခါမှကိုဒီလောက်မကြောက်ဘူးဗျဥတုကတော့မန်တန်ရက်ပြီးကြောက်ကြောက်နေပလီစိတ်နေတာပြီတုံးကတော့တယောက်တည်းကြောက်နေလိုက်ရတာအဲ့တော့ဒီစိတ်ထဲမှာသူကျင်နေထူတော့ကွာဆိုပြီးစိတ်ကိုရှော့ပြလိုက်တော့ကြောက်တဲ့စိတ်ကနည်းနည်းလျော့သွားပြီး ေးဖို့ကိုင်ပြီးဘလူးကြီးနှကောင်နဲ့ပြုတ်သွားတယ်။ဟုတ်။ဝင်လာပြီလို့ဝင်လိုက်ကြပါ။အဲညစ်ခံလား။ဒီဝင်ညစ်ခံလာတော့မသိတော့ဘူးဗျာ။ကျုပ်လေးဝင်တော့ရှုနေရပေါ့။သူ့တော်ကတော့ပြောင်းနိုင်ဒရိုင်းကိုရင်ဒရိုင်းကြီးကိုထုံးနေတာဗျာ။ဦးသူ့တော်ထုံးနိုင်ကတော်ဝဲပေါ်ကပြောင်းနိုင်ပြီးအလေးရောက်ကမြင်နေရရင်မင်းကြီးတွေတော့ရောက်ဆုံးလိုက်တာဗျာ။တိတ်တဲ့ဒီလောက်ကျတော့တခါမှမမြင်ဘူး။ ရှောင်းတဲ့မင်းအောင်အောင်မှာကျုပ်တို့ဘက်ကိုခွနဲ့ကလျာနဲ့ရှောင်းလာ၏ခမိန်ခမန်သိင်းနေခဏစိုက်နေရတကယ်ကိုစမ်းကြည့်တယ်အနာပါဗျာကျုပ်ထင်တော့နည်းနည်းလူလေးတွေထင်ပါ၏ဟုတ်ပြုံးပြရနေဗျကျုပ်ကိုပြုံးပြရနေကျုပ်ရဲ့ရင်ထဲမှာတမျိုးကြီးဖြစ်သွား၏ဒီဝိုင်းမင်းကလည်းပြေးထွက်ပြီးဆက်ထားလိုက်တဲ့စိတ်တွေဖြစ်လာ၏ ချို့နေတွေ့ပြရဲ့တကယ်ကိုလွန်ပြကောင်းနေခံလာရပြဆရာတော်ရဲ့တရားတိုင်းကိုကျွန်တော်စိတ်နဲ့ပြီးနားလိုက်တာစောစောကထားချနေတဲ့ကမ္ဘာကုန်ကိုညင်သွားရောဗျမိခင်ကိုရှင်နေညင်လိုက်တယ်လို့ကိုညင်သွားတယ်ဟောရှိတော့ဗျတိုင်ထဲကထွက်လာတဲ့ဟာတွေလည်းပျောက်ကုန်ပြီအချိန်ကလည်းလင်းအားကြီးတဲ့ချိန်ကိုရောက်ပြီလေဥတုကတော့တစ်ချက်မှကိုမရေမနာဘူးမန်တန်ကျပြီးပြိစိတ်နေစေပြီး စလာတာဗျစောက်တော့တချို့ကနေအနာစောက်တော့ဗျဟာဒါဦးသူတော်ပြောရင်တန်ဝိစာဦးခိုးလုံးရဲ့မှတ်တမ်းဆိုတာဒါဝင်ဖြစ်မယ်ဗျအော်မင်းရဲ့ဖုန်ကြီးကြောင့်ဟာအမခောက်တန်းကြားနေရတယ်ဦးသူတော်ကပရိစိတ်ပြီးတော့မြတ်တာကိုအမြဝေးတယ်ပြုပေကိစ္စအားလုံးပြီးသွားတော့မှစာအောင်ပါရီကိုရွာရည်ရံရသို့ပြောပြောမတ်တပ်ထားရတယ် ဲထားရပြီးတော့ခင်သားရဲ့ပိတ်စာပြူကိုခောက်ရတာပေါ့ကျတော့ဝဲတော်ဒီတိုင်းထားခဲ့လိုက်ပြီးစာအုပ်ကိုဥသူတော်ကသူ့ရဲ့လက်ထဲထည့်လိုက်တယ်ကြားမနိုင်အောင်တော့ကိုသိန်းအီရောကအိုင်အောင်စုံးဆယ်နဲ့ပြင်ပြီးတော့ဥသူတော်ကိုတက်တယ်ပြီးတော့သူ့ရဲ့ကျုံနဲ့စားကြတာပေါ့အင်ရှင်တွေကိုနှုတ်ဆက်ပြီးသူ့သူပြန်နေကြရင်ဥသူတော်ကအင်ရှင်တွေ တော့ဥပ္ပရောရဲ့တန်လောက်ကခရီးတော်တော်ကိုရောက်သွားတယ်လို့ကြောက်ထင်းနေဥပ္ပရောကတော့ဒီကြားနဲ့ပတ်သက်ပြီးဘာမှကိုမပြောတော့ဘူးဗျာကိစ္စလေးအောင်မြင်သွားရင်တော့ပြောကုန်မရှိဘူးဗျာဟုတ်ကဲ့ပြည်သက်များရှင်ဥပ္ပရောဆလံကြီးကတော့ဒီနေရာမှာပဲအဆုံးသတ်သွားပါပြီနောက်ထပ်ပါလိဆလံကောင်းလေးတွေကိုထပ်မံတင်ဆက်ပေးမှာဖြစ်လို့ဆောင်းမြောင်းအားပြီးဆက်ကြပါလို့ရှင်